င်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်ဒီယထားလေးကားလေးမှာပေါ့ကျွန်တော်တကြံစာလေးတွေရောင်းနေလေတကြံလုံးဘူးရယ်ဘယ်နေ့သာသမီတွေရတော့ဘာဖြစ်မလဲဘယ်နေ့သာသမီတွေဘာဖြစ်မလဲဆိုကျွန်တော်တို့တရ၂ရနဲ့ဝယ်ဖတ်တဲ့တကြံစာပေါ့အခုလည်းတကြံသားနှီးလာပြီဆိုတော့အဲ့တော့ဆရာဇော်ရင်တော့ပြောတဲ့တကြံစာပေါ့ဗျာနော်ကျွန်တော်လည်းကျွန်တော်တတ်တဲ့ပညာရက်နဲ့မိတ်ဆွေတို့ကို ်တကြံစာလေးဒီနေ့ညမှာပြောပြပေးချင်ပါတယ်ဒီမှာတက်ဂရစ်ထောင်389ညမှာကောသာတက်ဂရစ်အပြောင်းလဲမှာဘယ်နေ့သားသမီးတွေကကံကောင်းပြီးတော့ဘယ်နေ့သားသမီးတွေကကံညံ့နေလဲဘယ်နေ့သားသမီးတွေကတော့ဘာတွေကိုဆောင်တင်လဲဘာတွေကိုရှောင်တင်လဲဆိုတဲ့အပိုင်းကြောင့်ဒီနေ့ live ဖြစ်ပြီးတော့ပြောချင်ဖြစ်ပါတယ်လာမယ့်ညမှာကောသာတက်ဂရစ်ထောင်389မှာမွေးဖွားမဲ့လူတွေကိုရင်ဆပြောမယ်ပေါ့နော် အဲ့တော့မြန်မာကောသတက်ကရစ်ပြောင်းသွားပြီဆိုလို့ရှိရင်တနင်္ဂနွေဟာကျွန်တော်တို့ဘင်္ဂမာရှိနေပြီးတော့ဗောဓဟုနဲ့ယာဟုတွေဟာမရဏမှာဖြစ်နေပါတယ်အဲ့တော့တော်တော်များဗောဓဟုအတာစားတယ်လို့ယာဟုအတာစားတယ်လို့ဗောဓဟုတာသမီတွေကဒီတာမဲနှစ်မှာမကောင်းဘူးယာဟုတာသမီတွေကမကောင်းဘူးလို့ပြောချင်တယ်ပြောမှာဘာလဲဆိုတော့ဒီနှစ်ရဲ့မဟာဗုဒ္ဓတရားကိုကျွန်တော်ဗောဓဟုတွေ ရာဟုတွေကမရဏတွေကိုသွားပြီးရောက်နေတာ။အဲဒါကြောင့်မလို့အသာစားတာတွေပြောချင်ပြောမယ်။မကောင်းလို့လည်းပြောချင်ပြောမယ်။နော်။ခဏခဏလိုင်းကြတယ်ဟုတ်တယ်ခဏခဏလိုင်းကြတယ်။အဲတော့စနေဒီလာမဲ့ဒကြံလုံပြီးွားခလေးမွေးမဲ့လူတွေပေါ့နော်။ဆိုလို့ရှိရင်တနင်္ဂနွေနေ့မှာမွေးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘင်ကဘွားလေးဖြစ်မှာပေါ့နော်။အဲတော့ဘင်ကဘွားရဲ့သဘောတရားကတော့သူ့ရဲ့အကြောင်းတရားလေးတွေအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ဘောတဟုရာဟုမွေးမဲ့လူတွေကတော့မာနဘွားလေးတွေဖြစ်သွားပါတော့ အကြံကြော်ပြီးပါရနေ။အဲ့တော့စနေမွေးမဲ့လူလေးတွေကအထုံးပွားဖြစ်သွားမှာပေါ့နော်။အင်္ဂါမွေးမဲ့လူလေးတွေကတိုက်ပွားဖြစ်သွားမယ်။နောက်တစ်ခါကျွန်တော်တို့ဒီတောက်ကြမွေးတဲ့လူတွေကတော့ရာဇပွားဖြစ်သွားတာပေါ့ဗျာနော်။တနည်းလားမွေးတဲ့လူတွေကတော့ကျွန်တော်တို့မရဏပွားဖြစ်ပြီးတော့ကျွန်တော်ပရင်းနေမွေးတဲ့လူတွေကတော့အဓိပတိပွားဖြစ်သွားတာပေါ့နော်။အဲ့တော့အပွားတွေထဲမှာတော့အောက်သုံးလုံးကတော့မကောင်းလို့ပြောကြတာပေါ့နော်။အဲ့တော့မရဏရဲ့ဘင်္ဂရဲ့ကုရိယာမကောင်းဘူးပေါ့နော်။ အဲ့တကယ်လို့များကလေးယူမယ်ဆိုလို့ရှိရင်တနင်္ဂနွေဘောဓူးရာဟုတနင်္လာနေ့ဒီမှာရှောင်းပြီးမွေးမယ်ဆိုရင်တော့အဖွားကောင်းတာလေးရမယ်ပေါ့နော်ဒီခါလေးကျတော့ကလေးရလဲသူထွက်ချင်တော့ထွက်တာပဲဘယ်နေ့နေနေကျွန်တော်တို့ဒီခါလေးကျတော့လဲမွေးချင်တဲ့ကလေးကသူ့ဇာတာရသူမွေးလာတာပဲရွေးချယ်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဘေးဒင်ကိန်းကနန်းရကြည့်မယ်ဆိုရင်တော့မာရဏဘွားတွေကမကောင်းဘူးဘင်္ဂဘွားတွေကမကောင်းဘူးပုရိဘွားတွေကမကောင်းဘူးစသဖြင့်ဒီလိုပြောဆိုတွေတဲမှာ တွေ့ရပါလိမ့်မယ်အဲဒီထဲမှာမကောင်းဆုံးတော့မရဏပါနော်မရဏဘွားနေမကောင်းတဲ့အတွက်ကြောင့်မတနင်းကလေးရာဟုနေမှာရှောင်းမယ်ဆိုရင်တော့ပို့ပြီးတော့ကလေးမွေးတဲ့အခါမှာအခွားကောင်းလေးတွေရမယ်ပေါ့နော်အဲကောင်းတာကတော့ကျွန်တော်စနေတို့နော်အဲပြီးသွားရင်ကျွန်တော်တောက်ကြာအင်းကကြာရပြီဒီလိုအခွားလေးတွေကကောင်းတယ်ပေါ့နော်အဲတော့အခုကမြန်မာကောသာတက်ပြီးပြောင်းပြီးကလေးမွေးမယ်ဆိုရင်အဲ့အခွားလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပမာအောင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ဗောဓဟုသာသမီရာဟုသာသမီတွေကို ညံ့နေလို့တော့ဖမ်းမအောင်တော့ကျွန်တော်မတုံးတုံးချင်ဘူးဒါပေမဲ့လည်းဗုဒ္ဓဟူသာသမီရာဟုသာသမီတွေကကျွန်တော်တို့ဒီမဟာဘုရားမရဏမှာရှိနေတဲ့အတွက်ကြောင့်မလို့အရင်ကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်တတိတော့ထားတဲ့နယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့တကယ်တမ်းစိုးနိုင်တာကကျွန်တော်တို့တနင်္လာသာသမီတွေကနည်းနည်းလေးကန်စိုးနိုင်ပါတယ်ဘာလို့တော့ဒီနေ့ရဲ့ဗုဒ္ဓဟူကသူတို့ရဲ့ဘုံမိဖြစ်နေတယ်မရဏကလေဆိုတော့ အဲ့တော့ဗုဒ္ဓဟူးနဲ့တနင်္လာနဲ့ဘယ်သူကပုံညံ့လဲလို့ပြောမယ်ဆိုရင်ကျွန်တော်အပြောဆိုရဆိုရင်တော့တနင်္လာသာသမီတွေကနည်းနည်းလေးအားနည်းနေပါတယ်ဒီတကြံကောသာတက်ခွတဲ့အပြောင်းလဲပါပေါ့နော်နည်းနည်းလေးဂရုစိုက်စေချင်ပါတယ်တနင်္လာသာသမီတွေနည်းနည်းလေးအားနည်းနေတာတွားပြီးတွေ့ရတယ်ပြီးွားတဲ့အခါကျရင်ကျွန်တော်တို့ကျမ်းမာရေးရဂရုစိုက်တင်လာတော့အင်္ဂါသာသမီတွေပေါ့နော်အင်္ဂါသာသမီတွေကျမ်းမာရေးနည်းနည်းလေးခြူခြားတာမျိုးတွေဖြစ်တတ်ပါတယ် ဒီကော့တကြံစာပေါ့နော်တကြံပြီးဖြစ်ပေါ်လာအောင်ပြောတာပေါ့နော်အင်္ဂါသားသမီးလေးတွေကျွန်တော်တို့ကျမ်းမာရေးညံ့တာမျိုးတွေကျွန်တော်စိတ်ယုံစိတ်ကံစသဖြင့်တည့်ရတာမျိုးတွေအဲဘလောက်ပဲကျမ်းမာရေးကောင်းကောင်းကျမ်းမာရေးချူချတာမျိုးတွေနေတိုင်းမကောင်းဖြစ်ဖို့အတွက်လွယ်တာမျိုးတွေအင်္ဂါသားသမီးတွေတွေ့ကြုံလာပါတယ်ခဏတော့တနင်္လာသားသမီးတွေကတော့လက်ပိတ်တာမျိုးတွေနော်ပြီးသွားရင်ဘာလို့လို့အဆင်မပြေဖြစ်တာမျိုးတွေအတိုက်ခံများတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတောက်ကြသားသမီးတွေကတော့ဒီလာမဲ့တနစ်တာအပိုင်းသားမှာ ငွေကုန်ကြေးကျများတတ်ပါတယ်ဆိုတော့ငွေကုန်ကြေးကျများတယ်ဆိုတာကကောင်းတာလုပ်ပြီးတော့ငွေကုန်ကြေးကျများတာလည်းဖြစ်နိုင်လို့ဆိုတာလုပ်တာငွေကုန်ကြေးကျများတာလည်းဖြစ်နိုင်တယ်ဘာပြောပြောကိုယ့်ရဲ့ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးကိုယ့်မှာရှိနေတဲ့ဖြစ်စည်းတွေကိုသူ့ခွဲရောင်းချပြီးတော့အလွတ်လောက်ရတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ငွေလိုအပ်လို့ကိုယ့်ရဲ့ဖြစ်စည်းတွေကိုပေါင်တာရောင်းချပြီးတော့ပြုလုပ်ရတာမျိုးတွေပေါ့နော်အဲ့တော့တောက်ကြသားသပြီးနေဒီလာမတစ်နှစ်တောင်မှငွေကြေးကိစ္စအရင်းနဲ့ပတ်သက်ပြီးစုစုဆောင်မှုတွေအားနည်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့ဂျာတာပရိသားသပြီးတွေကတော့ ခဏပြောလို့အလုံနေရာအပြောင်းလဲတွေခဏခဏဖြစ်မယ်နေရာထိုင်ခင်းအပြောင်းလဲတွေဖြစ်မယ်မိမိရဲ့မွေးရည်မျိုးကိုစွန့်ပြီးတော့နိုင်ငံသားသွားရတာမျိုးကြီးလည်းဖြစ်နိုင်တယ်ဒို့မဟုတ်ကိုယ့်ရဲ့မွေးရည်မျိုးကိုစုပြီးတော့တခြားတက်နေတဲ့ကြီးမှာသွားပြီးလောလောရတာမျိုးကြီးလည်းဖြစ်နိုင်တယ်အဲ့တော့အိမ်မှာရှိနေတဲ့ကျွန်တော်တို့သားသမီးတွေအာကျွန်တော်တို့ဘယ်လိုခေါင်းလဲဒီတကြံပြီးသွားလို့ရှိရင်ခဏမငြိမ်ဘူးပေါ့နော်အိမ်မှာအိမ်မှာနေတာနည်းမယ်အပြင်ထွက်အပြင်ထွက်ပြီးလောလောရတာမျိုးဒါမှမဟုတ်လို့ရှိရင်သူတို့ကိုယ်တိုင်အပြင်ထွက်ရတာကြိုက်တာမျိုးလန်တလားတာမျိုးတွေပေါ့နော်ကျွန်တော်တို့သားသမီးတွေ တွေ့ကြုံလာရမှာပေါ့နော်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဗဒဟုသားသမီးကြတော့မိတ်ဆွေအပေါင်းအသင်းမိတ်ဆွေအပေါင်းအသင်းတော့အကုန်ပါတာပေါ့နော်ကျွန်တော်စီးပွားရေးမိတ်ဆွေအပေါင်းအသင်းလည်းပါတယ်ပြီးတော့ကို့အမြဲတမ်းတွဲနေတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းပါတာပေါ့နော်မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့အားနေတယ်အဲ့တော့လူလိန်ခံရတာမျိုးတွေနော်ပြီးတော့လူယုံတက်တာမျိုးတွေအဲ့တော့ဗဒဟုသားသမီးရာဟုသားသမီးတွေပေါ့နော်အဲ့ဒီအပိုင်းကြီးဖြစ်ပေါ်တတ်ပါတယ်ဒီ site ပါ ။ဘာဖြစ်တယ်လဲလို့ပြောမယ်ဆိုလို့ရှိရင်ဥမာဆက်သူရှယ်ယာလုံဆောင်ထားတဲ့လုပ်ငန်းတွေရှိရဆိုရင်ဗော်ဒူသားသမီးတွေဒါမဲ့ကြံကောစာပြီးွားလို့ရှိရင်အဆင်မပြေတာမျိုးတွေအခက်အခဲကြုံတွေ့ရတာမျိုးတွေဒီလိုအပိုင်းအခြားတွေကြုံတွေ့လာနိုင်တယ်။အဲ့တော့ဂယူဆိုင်ဖို့အတွက်နံပါတ်၁ချက်မှာချင်ပါလေပေါ့နော်။အဲ့တော့နေ့တွေအကုန်လုံးပြီးတော့စနေသားသမီးပေါ့။စနေသားသမီးကဒီအချိန်မှာဒီတကြံကောစာတက်ကြွပြောင်းသွားပြီးစနေသားသမီးတွေကမလုပ်တင်လဲလို့ပြောမယ်ဆိုရင် ရှားဝင်ပါတာတွေအတက်နိုင်ဆုံးရှောင်ချင်ပါအာမခံတဲ့ကိစ္စတွေရှောင်ချင်ပါနာမည်ကုန်တရင်ပြတ်တက်ပါတယ်နော်မိမိရဲ့နာမည်ကုန်တရင်ကိုတိုက်ခိုက်မဲ့လူဒါမှမဟုတ်လို့ချင်မိမိနာမည်ကုန်တရင်ကြဆင်းအောင်တချို့လူတွေကလှုပ်ဆောင်တာမျိုးတွေတွေ့ကြုံလာတာမျိုးတွေအဲကျွန်တော်ဖြစ်တတ်ပါတယ်ဂယုစိုက်ဖို့အတွက်လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့နောက်တစ်ခုကကျွန်တော်တို့ဒါဆိုတော့တော်တော်ဆုံးသွားပါပြီเนาะ အဲ့တော့ဒီကြမ်းမှာဘလူတွေကညံ့နေလေလို့ပြောမယ်ဆိုလို့ရှိရင်ခဏကျွန်တော်ပြောလို့ပေါ့နော်တနင်္လာသာသမိတွေအနေငယ်ညံ့နေတယ်တနင်္ဂနွေသာသမိတွေအနေငယ်ညံ့နေတယ်ပြီးတော့ဗောဓဟူသာသမိတွေအနေငယ်ညံ့နေအဲ့သာသမိတွေကကျွန်တော်တို့ဒီလာဘက်နှစ်အပိုင်းခြားမှာကိုယ်အနေနဲ့ကန့်အခက်ခဲတွေကြုံတွေ့ရတာမျိုးတွေအခုခုလုံးမယ်ဆိုခက်ခဲတွေကြော်ဖြတ်ပြီးတော့မှလုံဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်အားကောင်းနေတာကတော့အမှန်တမ်းပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီစနေသာသမိတွေအထက်လျောက်အားကောင်းနေတာတော့တွေ့ရတယ် ောက်ကြသားသမီးတွေထားလျောက်အားကောင်းနေရတော့တွေ့ရတယ်ပြီးတော့ကျတော်ပရိသားသမီးတွေထားရောက်အားကောင်းနေရတော့ပြီးတော့တွေ့ရပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ကနေတစ်ဆင့်ဒီကြံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့တိဖို့အတွက်ရှောင်ရဆောင်ရလေးတွေကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ်အနည်းချင်းပဲပြောလိုက်တာပါအသေးစိတ်ဒီတွေကိုတော့နောက်မှပဲဗီဒီယိုဖိုင်တိတက်တင်ပြီးတော့ကျွန်တော်ဟောကြားပေးပါမယ်မြန်မာကောသတက်ခရစ်အပြောင်းလဲမှာ မိတ်ဆွေတို့တနင်္ဂနွေတာသမီတွေပါဖြစ်လာနိုင်တယ်တနင်္လာတွေပါဖြစ်လာနိုင်တယ်ဆိုတော့အသေးစိတ်ကျွန်တော်နောက်တော့မှဗီဒီယိုရိုက်ပြီးတော့ကျွန်တော်ဟောပေးပါမယ်ဒီနေ့ live ကတော့ခဏကျွန်တော်ပြောလို့မျိုးအဲ့တော့ဒီကြံကြော်သွားမယ်ဆိုလို့ရှိရင်တနင်္ဂနွေတနင်္လာဗုဒ္ဓဟူးညနေတက်တယ်အဲ့ဒါလေးနည်းနည်းခရီးဆိုင်ပါအဲ့ဒါလေးလာပြီးတော့ information လာပေးခြင်းဖြစ်ပါတယ်ကြံတဲ့ဒီကြံကောသာတက်ခရစ်အလုံးမှာဖြစ်ပေါ်လာမယ်အပိုင်းခြားတွေကိုတော့ video file လေးနဲ့တင်ပေးပါမယ်ဒီလောက်ဆိုကျွန်တော်မိတ်ဆွေတွေကျင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲ ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။